အခုကျွန်တော်မိတ်ဆက်ပေးမယ့်အဆောင်ကတော့လက်လာဘနဲ့ပတ်သက်ပြီးရွှေငွေဥစ္စာပစ္စည်းတိုးပွားစေသောအဆောင်ပေါ့နော်အစဉ်အတိုင်းမြင့်မြင့်နေထိုင်စေနေထိုင်ရသောအဆောင်နောက်ပြီးတော့လက်လာဘနဲ့ပတ်သက်ပြီးတူမတူအောင် ရရှိစေသောဝင်စေသောကံကောင်းစေသောအဆောင်တစ်မျိုးရှိပါတယ်အဲ့ဒါကတမိသားစုလုံးတဆွေလုံးတစ်မျိုးလုံးကျွေးဝါချမ်းသာစေမယ့်အဆောင်တစ်မျိုးပဲဖြစ်ပါတယ်ဒါကတော့မြန်မာနေတော့မဟုတ်ဘူး ထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့အဆောင်တစ်မျိုးပဲဖြစ်ပါတယ်အဲ့တော့ဒီအဆောင်လေးကိုကျွန်တော်ကအင်မတန်ကြိုက်တယ်အဲ့တော့ဒီဥစ္စာဘယ်လိုလုပ်ရလဲဆိုပြီးတော့ကျွန်တော်ဘာတွေနဲ့စီမံရတဲ့ဘာတွေနဲ့ပူဇော်ရလဲဘယ်လိုလုပ်ရလဲဆိုတဲ့ဥစ္စာကိုကျွန်တော်နှစ်ပေါင်းများစွာလေ့လာတယ်လေ့လာပြီးတော့မှကျွန်တော်ပြိတ်တတ်တယ်ပေါ့နော်အဲ့တော့ဆင်းရဲနေတဲ့သူတွေကိုချမ်းသာကြွယ်ဝအောင်အဲ့ဒီလိုဟာမျိုးတွေကျွန်တော်လုပ်ပေးတယ်လုပ်ပေးတဲ့ခါမှာသူတို့ပြေလည်သွားတယ်ကျွန်တော်မသေးကြသေးဘူးစောင့်ကြည့်သေးတယ် စောင့်ကြည့်ပြီးတော့မှအဆင်ပြေတယ်ဆိုတော့မှကျွန်တော်ဒါလေးကိုမျှဝေခြင်းဖြစ်ပါတယ်အဲ့တော့ဒီဆောင်လေးကိုလိုချင်တယ်ဆိုလို့ရှင်တော့ဒါတစ်ဖက်မှာရွှေအိုးတစ်ဖက်မှာငွေအိုးပါတယ်အဲ့တော့ तू ကမြန်မာနိုင်ငံမှာဆိုလို့ရှင်တော့ဒါကြီးလေးကြီးနဲ့လဲစိုင်းစင်နေပေါ့ဗျာအဲ့ဒါလို့ဟာမျိုးအဆောင်ပါပဲအဲ့တော့ဒါကတော့ဒီအဆောင်ကတော့တော်တော်လေးကိုထူကြတယ်ဒီဆောင်လေးရောက်လာမှရွှေတွေလည်းဝင်လာတယ်ကိုလိုချင်တဲ့ဟာတွေရလာတယ်မြေတွေလည်းဝင်နိုင်တယ်အဲ့တော့ ဒီအဆောင်လေးရတာကျွန်တော်အတွက်အင်မတန်ဟို lucky ပါပဲအဲ့တော့မိတ်ဆွေတို့ရဲ့ဘဝမှာလည်းဒီအဆောင်လေးနဲ့ပတ်သက်ပြီးဆောင်ထားမယ်ဆိုလို့ရှိရင်အပန်းမကြီးဘူးဗျာသူ့ကိုဘာမှပူဇော်စရာသူတို့တူတူမလိုဘူးအမွေးနဲ့သားလေးအဲ့ဒါအဲ့ဒါလေးပူဇော်ပေးမယ်ဆိုလို့ရှိရင်ရပြီအဲ့တော့သူ့ကိုတော့ဟိုရိုင်းရိုင်းဆိုင်ဆိုင်ပေါ့နော်ပြမဆော်ကားတာပြောဆိုခြင်းနေအဲ့ဒါလိုဟာမှုတော့မလုပ်ပါဘူးရှောင်စရာတော့ဘာမှမလိုပါဘူးနော်အဲ့တော့သူ့ကိုဆောင်ထားလို့ကျမတို့ဘာတွေရှောင်ရှောင်ရမလဲဘာတွေ ကြင်ကြံရမလဲဘယ်လိုနေထိုင်ရမလဲဘာမှမလို့နေကြလို့နေ तू ကတော့ကိုယ်ကံကောင်းအောင်လုပ်ပေးမှာပဲတဖြည်းဖြည်းနဲ့ကံကောင်းလာပါလိမ့်မယ်ကဲအဲ့တော့ဒီကအဆောင်လေးလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီကိုဖုန်းလေးဆက်ပါအဲ့ကျွန်တော်မိတ်ဆွေတို့ရဲ့အိမ်တိုင်ရာရောက်ပို့ပေးပါမယ်ကဲဒီလောက်ပါပဲကျွန်တော်ကြော်စင်းဖန်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေအပေါင်းကျွယ်ဝချမ်းသာအောင်မြင်ကြကြပါစေလို့ မေတ္တာရှိထားပြီးဆန္ဒပြုပါတယ်ဗျာ